Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အပြစ်ခတ်ရစရေးတက်တန်းတူဖို့စစ်ကောင်စီကမလေးရှားတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်ငလင်ပီတင်ခဲ့တဲ့မြန်မာနိုင်ငံမှာကယ်ဆယ်ရေးနဲ့ပြည်လင်းထူထောင်ရေးတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အပြစ်ခတ်ရစရေးတက်တန်းတူဖို့မလေးရှားနိုင်ငံသားဝင်ကြီးဒေါက်တာဆရီမိုဟာမက်ဟာဆန်ကမြန်မာစစ်ကောင်စီကိုတိုက်တွန်းလိုက်ပါတယ်အာဆီယံနိုင်ငံတွေအထူးသဖြင့်မလေးရှားနိုင်ငံကစစ်ကောင်စီအပြစ်ခတ်ရစရေးအရင်ကြီးညာထားတဲ့ကာလထက်တက်တန်းတူနိုင်မယ်လို့မျှော်လင့်ကြောင်းသူကပြောပါတယ် မြန်မာနိုင်ငံမှာပြင်းအား9.9အဆင့်ရှိရင်ငလင်းလုခတ်ပြီးရင်နောက်အီဒီလာ22ရက်နေ့ထိသုံးပတ်ကြာအပြစ်ခံရဆဲကြောင်းစစ်ကောင်စီကအီဒီလာ2ရက်နေ့ကကြီးညာခဲ့ပါတယ်ဒီကြီးညာချက်ကိုအာဆီယံကကြိုးဆိုကြောင်းပြောကြားခဲ့ပါတယ်အခုလိုကပ်ပြီးကြုံနေရတဲ့ကာလကြီးညာချက်ထုတ်ပြန်တာအယံဝမ်းသာပါတယ်ပဋိပက္ခတွေအားလုံးဆက်မလုပ်ပါနဲ့အရေးကြီးဆုံးကမြန်မာပြည်သူတွေကိုဘယ်လိုကဲတင်မလဲအကူအညီတွေဘယ်လိုယူရမလဲဆိုတာပဲဖြစ်ပါတယ် ဧပြီလ9ရက်နေ့စနေနေ့ကမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာကူညီပေးလုပ်ငန်းစဉ်အစမတက်ခင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါမစ္စတာဟာဆန်နဲ့ထိုင်းနိုင်ငံသားဝင်ကြီးတို့ကဧပြီ9ရက်နေ့ကမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်ဒီတွေ့ဆုံပွဲမှာမလေးရှားနိုင်ငံကအကူအညီပေးဖို့ကတိပြုထားတဲ့တွေကတစိုက်တစ်ပိုင်းအနေနဲ့လူသားချင်းစာနာမှုအကူအညီ15တန်းတရားဝင်လွှဲပြောင်းပေးရခဲ့တယ်လို့သိရပါတယ် နောက်ထပ်အကူအညီတွေတင်ဆောင်လာတဲ့လင်းရင်လေ AP 9ရက်နေ့မှာနေပြည်တော်ကိုရောက်ရှိဖို့စီစဉ်ထားတယ်လို့ဝင်ကြီးဒေါက်တာဆရီမိုဟာမက်ဟာဆန်ကပြောကြားခဲ့ကြောင်းပနားမသတင်းမှဖော်ပြထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့ငလင်ကြောင့်တင်ဆောင်သူတအူးကျက်ဆယ်သိန်းစီထောက်ပံ့မယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်းကြောင့်ထိခိုက်တည်ဆောင်ခဲ့သူများအတွက်တအူးလင်ကျက်ဆယ်သိန်းစီထောက်ပံ့ပေးသွားမှာဖြစ်ပြီးအဆောင်ထိခိုက်ပျက်စီးမှုပေါ်မူတည်ပြီးထောက်ပံ့မှာဖြစ်ကြောင်းစစ်ကောင်ဆောင်ဖို့ကြောင့်မူကြီးမင်းအောင်လိုင်းကမနေ့ကပြုလုပ်တဲ့အစိုးရဖွဲ့အစည်းအဝေးမှာပြောပါရတယ်။ ဒီကိုက်တည်ဆောင်မှုတွေနဲ့အစာအုပ်ပျက်စီးမှုတွေအတွက်ထောက်ပံ့ငွေတွေကိုမြည်သည့်အချိန်မှာပေးရမလဲဆိုတာကိုစစ်ကောင်ဆောင်ကအတိအပြေပြောဆိုခြင်းမရှိပါဘူး။အာမခံထားရှိတဲ့ပြူချပျက်စီးခဲ့ရတဲ့အစာအုပ်တွေအတွက်လည်းအာမခံခြင်းများရရှိဖို့စီစဉ်နေကြောင်းစစ်ကောင်စီကဆိုထားပါတယ်။စကိုင်းမြို့နယ်မန္တလေးမြို့နီးဗဟိုပြုပြီးမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင်း AP 9ရက်နေ့ထိတည်ဆောင်သူ3400တအုပ်ဒီကိုက်တန်ရရရှိသူ4600တအုပ်နဲ့ပျောက်ဆုံးနေသူ214ဦးတည်ရှိကြောင်းမနေ့ကညပိုင်းမှာစစ်ကောင်စီဘက်ကထုတ်ပြန်ထား ါပါတယ်။လက်တလုံးစင်းနေရထိခိုက်ပျက်စီးမှုအနေနဲ့အဆောင်5223လုံးစာတင်ကြောင်း1824ကြောင်းဖုန်ကြီးကြောင်းနဲ့တီလာရှင်စာတင်တိုင်း1950နဲ့ကြောင်းဖျားစီဒီပေါင်း4000 4819စုနဲ့စင်းယုံစီကန်169ခုပျက်စီးခဲ့ကြောင်းလည်းစစ်ကောင်းဆောင်ကပြောကြားခဲ့ပါတယ်။ ဒါအပြင်ရန်ကုန်နေပြီးတော့မန္တလေးကားလန်ရထားလန်နဲ့ဘူတာများပြည်စည်းခဲ့သလိုတရား169စင်းပြည်စည်းခဲ့ပြီးဆယ်မြောင်းတာတမန်198ခုထိခိုက်ပြည်စည်းခြင်းအမြန်လမ်းမကြီးတလျှောက်အပိုင်း184ခုထိခိုက်မှုရှိခဲ့ပြီးပြည်စည်းဆုံးရှုံးမှုတွေများပြားကြောင်းလည်း၎င်းကဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လာရှုမကိုကန့်တက်များဆောက်ခွာရောမယ့်အကြောင်းတင်ဆက်ပေးပါမယ်။ MNDA ကလာရှိုးကိုစစ်ကောင်စီတက်လက်ကိုအခုလမကုန်ခင်ပြန်လည်လွှဲပြောင်းပေးရမယ်လို့သတင်းမှပါရှိပါတယ်။ စတက်ကတနက်တချံမှမဖောက်လိုက်ရပဲလာရှုမြို့တွင်ကိုပြန်လည်ဝင်ရောက်လာကြတော့မှဖြစ်ပါတယ်။မကြမီမှာပဲမင်းအောင်လိုင်းကိုယ်တိုင်သွားရောက်ပြီးအကျန်းဖက်သမားတွေဖြတ်စည်းခဲ့တာကိုပြန်လည်တိဆောက်ပေးဖို့တာဝန်ရှိသူတွေနဲ့ဆွေးနွေးလို့၎င်းရဲ့မီဒီယာမှာပြူပြူပြပြပါလာတော့မှလည်းဖြစ်ပါတယ်။ဒီလိုတစ်ဖက်ရန်သူကိုအသာတစီလွဲပြောင်းယူခဲ့ရခြင်းမျိုးက ကမ္ဘာပြည်တွင်စစ်သမိုင်းဒီမှာတစ်ခါမှမရှိခဲ့ဘူးတဲ့ဖြစ်စဉ်အဖြစ်သမိုင်းတွင်ကြံရစ်တော်မှာပါအခုအခါအရင်ကြားနေရသလိုမဟုတ်တော့ဘဲလာရှုမျိုးပေါ်ရှိရက်ွက်စနက်ကိုစလုံးကိုစစ်ကောင်စီတပ်လက်ထဲလွှဲပြောင်းပေးရသွားမယ်လို့သိရပါတယ်။ဩဂုတ်လ3ရက်နေ့မှာကုံရောင်ထုံးပြစွာတင်ပိုင်နိုင်ခဲ့လို့အားလုံးရဲ့တအံ့တော်ချီးကျူးခံနေရတဲ့ MND ရဲ့ရွှေရောင်လေးရက်တွေကရက်ပေါင်း240တာခံခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။လာရှုမျိုးတင်တိုက်ပွဲမှာကြာဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်ရဲ့မိသားစုတွေကိုဘလို့တော့မျက်နှာရင်းနဲ့ရှင်းပြကြမလဲဆိုတာကမတွေးတအောင် ောင်မဲဖြစ်ပါတယ်။အခုလိုလွယ်မပြေကစစ်တပ်မှဘုံကျဲမယ်လို့ချိန်ချောင်းနေတာကြောင့်တရုတ်ကအကုန်လုံးဖြတ်တောက်ပေးဆိုမယ်လို့ချိန်ချောင်းနေတာကြောင့်အစရှိသဖြင့်ပြောဆိုနေကြမှာသာဖြစ်ပါတယ်။လာရှုံမြို့ကို၎င်းတို့အုပ်ချုပ်နေစဉ်အတွင်ပူပေါင်းကူညီခဲ့သူတွေလည်းစစ်တပ်မှအကြမ်းဖက်သမားတွေနဲ့ပူပေါင်းခဲ့ကြတဲ့ collaborator တွေလို့ရန်ညိုးထိုးလာမှာဖြစ်ပါတယ်။လာရှုံမြို့ပေါ်ရှိအသက်16နှစ်မှ35နှစ်ကြာလူငယ်တွေလည်းတရုတ်မကြမ်းစစ်တပ်တွေဆွေးသွင်းခံရဖို့အလားအလာရှိနေပါတယ်။ ၎င်းတို့တက်တွင်းမှလည်းစိတ်တမယဖျူပင်ရဲ့ဖြစ်ကနောက်ပိုင်းစစ်စင်ရေလုံလာခြင်းပင်လူမှုထောက်ခံမှုကရတော့မှာမဟုတ်စစ်တပ်ကလာရှိုးမှာအင်အားအလုံးရင်းဖြည့်တင်ပြီးရွက်ပြင်တဲ့တဲ့ကလောက်ဝင်တလို့တဖြည်းဖြည်းနဲ့ရှေ့တိုးလာကြတော့မှာဖြစ်ပါတယ်။ MNDA ကအခုအခါကိုကန့်ကိုပိုင်အုပ်ချုပ်ရေးဆောင်ပါဝင်တဲ့အသစ်ဖွဲ့စည်းလာတဲ့အတူဒေသတက်လက်အောက်မှာလာရှိုးမြို့အနီးရှိကျေးရွာလေးများထည့်သွင်းအုပ်ချုပ်သွားမှာဖြစ်ပါတယ်။ MNDA ကမြင်းကလင်းတန်းကြောင့်တည်ဆောင်းသွားတဲ့လက်ရှိ၄000ခန့်ရှိလူများကိုလေစာသမှုနဲ့တကြံပွဲပျော်ပွဲရွှင်ပွဲအလုံးကိုဖျက်သိမ်းလိုက်ပြီး ်ကုန်ကြမဲ့စည်ရင်များကိုငလင်ပေးအတွက်အလူငွေထက်ဝင်သွားမယ်လို့တနင်္လာနေ့မှာကြေညာချက်မှာထုတ်ပြန်ခဲ့ပါတယ်။ငလင်တန်းတဲ့မြန်မာပြည်သူများအတွက်ရေးချေအကူအညီများပေးသွားနိုင်ဖို့စစ်ကောင်စီကို၎င်းတို့ကြေညာထားတဲ့အပြစ်ခံရစရေးကိုတက်တန်းတူးမြင့်ပေးဖို့နိုင်ငံတွင်ရောက်ရှိနေတဲ့မလေးရှားနဲ့ထိုင်းနိုင်ငံတိုင်းဝန်ကြီးဌာနမှအာဆီယံကိုစားတောင်းဆိုလိုက်ကြပါတယ်။အားလုံးရဲ့စိတ်ထဲမှာတော့တစ်ဖက်ကမနိုင်တော့မယ့်စစ်ကြီးကိုဆက်တိုင်နေရရှာတဲ့မင်းအောင်လိုင်းရဲ့အဖွဲ့ကမြည်တို့မြည်ပုံပြန်လဲတိစောက်ကြမလဲလို့တွေးနေကြပြီဖြစ်ပါတယ်။၎င်းတို့ကိုတနိုင်ငံလုံးက ရုံမုံနာထက်ရွန်ရှာမုံတိလာကြပြီးနိုင်ငံတကာဗန်နာ၏အဖွဲ့အစည်းများကလည်းချင်းကပ်လို့မရကမ္ဘာဗန်နဲ့အာရှဗန်တို့မှလည်းငွေချင်းငါလို့မရဖြစ်နေပါတယ်။ငလင်တန်းကြောင့်လက်ရှိဖြစ်ပွားနေတဲ့ပြည်ရင်းပဋိပက္ခတွေကဘလို့တက်ရောက်မှုရှိလာနိုင်မှာလဲနိုင်ငံတကာမှအာယုံဆိုင်မှုလျှော့ပါသွားတာနဲ့ပုံချင်းတက်ခိုင်မှုတွေအခုတက်ဖို့အရှိန်မြင့်လာကြအောင်မှဖြစ်ပါတယ်။ တချို့က၎င်းတို့ခန္ဓာကြီးဖြစ်ရှိနေတဲ့နေပြည်တော်ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးသွားလို့သာအရင်လိုမဟုတ်ပဲနိုင်ငံတကာအကူအညီများတောင်းခံလာခြင်းဖြစ်တယ်လို့ပြောဆိုနေကြောင်းလန်ဒန်တုန်း Guardian သတင်းမှရေးသားထားပါတယ်။ငလင်ကျောင်းရှည်တန်းမှာ၎င်းတို့အတွက်တိုက်ပီးနေရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များ၎င်းတို့မိသားစုများနဲ့အဆက်အသွယ်မရတော့လို့တေချာပေါက်စိတ်ဓာတ်များကြဆင်းလာနေကြပြီလို့ဆိုပါတယ်။ဒါကိုတည်တာတဲ့စစ်ကောင်စီဝါဒဖြန့်ရန်တရားကြီးကလည်း အဆက်မပြတ်လည်ပဲ့ပြီး၎င်းတို့ကိုလည်းနိုင်ငံကိုစောင့်ရှောက်ခဲ့တင်သူတွေအဖြစ်အမွန်တင်လာကြပါတယ်။ဒါပေမဲ့လည်းငလင်တန်ကြီးအကျဉ်းချက်ခံခဲ့ရတဲ့မန္တလေးမှာတိတိတသာပဲလူမြင်ကွင်းမှာပြောက်ွယ်နေကြတယ်လို့သတင်းကဆိုပါတယ်။လူအင်အားမရှိတော့တာဖြစ်နိုင်ကြောင်းနိုင်ငံတကာအကြက်တဲတွေလေးလာရေးအဖွဲ့မြမအရေးတာဝန်ခံ Richard Hose ကထောက်ပြခဲ့ပါတယ်။စကိုင်းမြို့တွင်နေလူဦးရေ30ရာခိုင်နှုန်းခန့်သာအကူအညီရနေပြီးမြို့အနီးတစ်ဝိုက်မှာမနေသူများပေါ်ဘလို့အကူအညီမှလည်းမရဖြစ်နေတယ်လို့ဒေသခံတအုပ်ကဆိုပါတယ်။ လက်ရှိမှာနိုင်ငံတကာကင်ဆင်းဝန်ထမ်းများအောင်စိတ်မချရသေးလို့လမ်းပေါ်မှာအိတ်နေကြရဆဲဖြစ်ပါတယ်။အနည်းဆုံးမြို့ပေါင်း20ခန်းပြက်စီးသွားပြီးပြန်လည်ထူထောင်ရေးအတွက်ဘသူကစိုက်ထုတ်မလဲလို့မေးခွန်းထွက်ပေါ်လာပါတယ်။တရုတ်ကစီမံကိန်းတစ်ခုစီအတွက်ငွေထုံချင်းကောင်းချင်းနိုင်တော်လဲစစ်ကောင်းဆောင်နေကိုယုံကြည်မှုမရှိလို့တလုံးတခဲတဲ့ပြီးမှမဟုတ်လို့ရစ်ချတ်ဟိုစီကဆိုပါတယ်။လက်ရှိအရေးပေါ်အခြေအနေကိုတော့စွန်းစွန်းတမန်ဆောင်ရွက်နိုင်ကြသူများမဟုတ်တာကိုလည်းမျက်မြင်ကိုယ်တွေ့သိရှိကြရပြီဖြစ်ပါတယ်။လူလူအဖို့ကတော့အဲ့ဒီတန်းတွေကိုကာလရှိကြစွာခံစားရအောင်မှာဖြစ်တယ်လို့ရှိ 在台湾哩。 နောက်ထပ်တစ်ပုတ်အနည်းနဲ့အတင်းအဓမ္မတက်သားစုဆောင်ခံရသူကတပ်ဖွဲ့ဝင်၁၂ဦးခေါ်ကလက်နက်များယူပြီး KIA ထံအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်မှစစ်သားမလုံလို့လို့စစ်သားစုဆောင်ခံရစဉ်ထွက်ပြေးခဲ့တော်လဲပြန်လည်အဖမ်းခံရပြီးတပ်သားတဲ့စုဆောင်ခံခဲ့ရတဲ့35နှစ်အရွယ်တပ်သားမျိုးမင်းထွန်းက၎င်းဦးစီးတဲ့စစ်နာဦးပါစစ်ကောင်စီတပ်ဖွဲ့ကိုခေါ်ဆောင်ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ထံအလင်းဝင်ခဲ့ကြောင်းကာယကံရှင်ကပြောပါရယ်။ကချင်ပြည်နယ်ပမော်မြို့သိမ်းတိုက်ပွဲမှာ KIA ထံအလင်းဝင်လာသူတွေအနက်စစ်ကောင်စီကနှီးမျိုးစုံနဲ့ င်စစ်သားစုဆောင်ခံရသူတွေရဲ့ထွက်ဆိုချက်ကို KYA သတင်းပြန်ကြားရေးဌာနကဖော်ပြလဲရှိရလေသမားတအုပ်ဖြစ်သူတပ်သားမျိုးမင်းထွန်းကအထက်ပါအတိုင်းပြောဆိုခဲ့တာပါကိုမျိုးမင်းထွန်းကမိသားစုနဲ့အတူလေထဲမှာပြန်လာစဉ်မဲပေါက်တယ်လို့ဆိုပြီးလာခေါ်လို့ထွက်ပြေးခဲ့ရကြောင်းဒါပေမဲ့လေစစ်သားရဲတွေရဲ့ဖမ်းခံရပြီးစစ်သားစုဆောင်ခံရခြင်းဖြစ်ကြောင်းထွက်ဆိုပါတယ် ဒီလိုအဓမ္မခေါ်ယူလာပြီးလိုက်လာခြင်းဖြစ်ပြီးမလိုက်လို့ကြောင့်ပြောတော်လဲရက်ွက်ဥက္ကဋ္ဌနဲ့ရဲတွေကသင်္นานဆင်းပြီးပါကကုရွာကိုလုံခြုံရေးနှစ်နှစ်လောက်ဆောင်ရမှလို့ပြောဆိုတဲ့အပြင်လစာ၄သိန်းကျော်၅သိန်းရမယ်လို့ပြောဆိုကြောင်းဒါပေမဲ့အမှန်တကယ်မရကြောင်းရှေ့တန်းမှာစစ်ကောင်စီတပ်များခိုင်းနာကိုလုဆောင်ခဲ့ရကြောင်းတပ်သားမျိုးမင်းထွန်းကပြောပါရယ်ကျွန်တော်တို့အလင်းဝင်တာ၁၂ရောက်ပါပါရယ်အရင်ဆုံးမဝင်ခင် PDF ကိုဖုန်းနဲ့လမ်းချိန်ဆက်တဲ့ဖုန်းဆက်ပြီးမှတရားတပ်ဖွဲ့ကိုလမ်းချိန်ဆက်ချိန်ဆက်ပြီးမှညီလေးတို့ဘလို့ဘလို့ထွက်လာခဲ့အလံပြူထောင်ထွက်လာခဲ့ဆိုတော့ကျွန်တော် ို့အလံဖြူထောင်ကြီးထွက်လာတာသူတို့ကြိုးပါတယ်ဟိုရောက်တော့အင်းစစ်စစ်ထမင်းလဲကြွေးရဲကောင်းကောင်းမွန်မွန်ညီအကိုလိုထားတယ်တက်ကတော့ပြောတာပေါ့မင်းတို့ဟိုကမိရင်တက်မှာလေလီးတက်မှာလို့ပြောတယ်တရင်လဲမထူးတော့ပါဘူးတက်ပလင်စီသူတို့အဲ့လောက်ကြီးလုံးမှာမဟုတ်ဘူးဒီလိုနဲ့ဝင်ချလာတာကျွန်တော် OCB စနေအောင်လို့ကိုမျိုးမင်းထွန်းကပြောပါတယ် ဒီလိုအလင်းဝင်လာလို့အသက်မတည်တော့တာကိုစိတ်ချလို့ရကြောင်းကုမျိုးမင်းထုံးကပြောပါရယ်တနက်က ME1 ME2 ME3 ME4 အကုန်ပါပါရယ်ကြီပေါက်တွေနဲ့ဘုံတွေလက်ပြဘုံနင်းမိုင်းတွေအကုန်ပါပါရယ်လို့ကုမျိုးမင်းထုံးကအလင်းဝင်လာစဉ်လက်နက်ခဲရများယူဆောင်လာမှုကိုပြောပါရယ်